ဒီဟိုပါ passion gulf ပေါ့နော်ဆိုလို့ရှိရင်ဒါ passion ပင်လယ်ခွေနိုင်ငံနေဆိုရင်ကျွန်တော်တို့ရေနံထွက်တယ်ဒီရေနံနေကိုအမေရိကန်ဒေါ်လာနဲ့အဲအယောင်းမှာဝယ်ပါဆိုတဲ့ဟာပေါ့နော်အဲ့ဒါကိုဘသူနဲ့မဟာမိတ်လုံလိုက်လဲဆိုရင် sorry saudi arabia နိုင်ငံပေါ့နော်ဒီဆိုလို့ရှိရင်အမှန်မှာတော့အဲ့အချိန်တုန်းကဆိုရင်1982လောက်ကဆိုကျွန်မထင်တာလေ saudi arabia နိုင်ငံဆိုတာမွတ်စလင်နိုင်ငံဖြစ်တော့ အမျိုးသမီးတွေဆိုအိမ်ထဲကအိမ်ပြင်မထွက်ရလို့နော်ခေါင်းမူးခြုံထားရမယ်လို့နော်ဆိုလို့ရှိရင်အဲ့ခေါင်းမူးခြုံတာပေါ့နော်ဒီဒါကျမနိုင်ငံတစ်ခုရဲ့ဒီယဉ်ကျေးမှုကိုကျမကပြောတာဟုတ်ကောင်းခြင်းဆိုခြင်းပြောတာမဟုတ်ပါဘူးဒါပေမဲ့အဲ तू ကဒီနေ့အထိဘယင်စနစ်နဲ့အုပ်ချုပ်တယ်ပြီးလို့ရှိရင်ကျမအမှတ်မိတဲ့လောက်ဆို1000နဲ့ဆက်ခွန်လောက်ကျမဒီဒီ sorry arabia မှာရှိတဲ့အမျိုးသမီးတွေကသူတို့ရဲ့ ဘူကာဆိုတဲ့ဟာပေါ့နော်ဒီဒီခေါင်းမူးခြုံတဲ့ဟာကိုမခြုံမဲနဲ့နေလို့ရတယ်ဒါပေမဲ့တကိုယ်လုံးတော့အမဲပဲဝတ်ထားသေးရပေါ့နော်တကိုယ်လုံးအမဲဝတ်ယုံကြီးဝတ်ရတယ်အရင်တော့တော့ခေါင်းတွေပါအုပ်ထားပြီးမျက်နာတွေပါအုပ်ထားရတယ်အခုတော့မျက်နာမအုပ်လဲရသွားတယ်ပေါ့နော်မျက်နာမအုပ်ဖက်နဲ့ခေါင်းပဲစီးတယ်ပေါ့ဒါမျိုးလေးတွေဖြစ်တယ်ပေါ့ဆိုလို့ရှိရင်ပြောမယ်ဆိုရင်တော့ဒီတကယ်မွတ်စလင်နိုင်ငံပေါ့နော်အဲဖြစ်ပေမဲ့အဲအဲ့နားလေးကအကုန်လုံးကမွတ်စလင်နိုင်ငံတွေပါပဲရှင့် မွတ်စလင်နိုင်ငံဖြစ်ပေမဲ့ပေါ့နော်အဲဘာဖြစ်လဲဆိုရင်သူကဂျီနန်နေတအားကျွယ်ဝတာပေါ့နော်ဂျီနန်တဘာဝတယံစာတကျွယ်ဝတယ်အဲကျွယ်ဝတယ်ဂျီနန်နေရောတဘာဝဓာငွေရောပေါ့ရှင်အဲ့လိုကျွယ်ဝတဲ့အချိန်ကျတော့ဒီ Saudi Arabia နဲ့အဲကျမတို့ကဘာလုပ်လိုက်လဲဆိုရင်အဲဒီဒီမဟာမိတ်ဖွဲ့လိုက်ပြီးလို့ရှိရင်အဲဒီကုံသွယ်ရေးမဟာမိတ်ပေါ့နော်ဖွဲ့လိုက်ပြီးလို့ရှိရင် Saudi Arabia မှာထွက်တဲ့ဂျီနန်နေအကုန်လုံးကို ဒေါ်လာနဲ့ပဲရောင်းရမယ်ပေါ့နော်အရင်တော့ Britain Wood Accord အကြောင်းမလို့လေ US ဒေါ်လာဒီကဘာသုံးငွေကြေးဖြစ်နေတယ်အဲ့လိုဖြစ်နေရနေပြီးတော့မှဒီ Britain Wood Accord ပြုတ်ကျသွားသည့်တိုင်အောင်တောင်မှလူတွေကဟိုပြောင်းပြီးတုံးရတာခက်တာပေါ့နော် US ဒေါ်လာကိုနိုင်ငံတကာကနေလက်ခံထားပြီးသားဖြစ်တော့တခြား တခြား currency ပေါ့တခြားနိုင်ငံရဲ့ငွေကြေးစားထိုးဖို့ပေါ့နော်အရန်ခက်ခဲတာပေါ့အရန်ခက်ခဲတော့အခါကျတခြားငွေကြေးလဲမဖြစ်ရောပါမပေါ်ပေါက်လာနိုင်သေးတဲ့အချိန်မှာ1982နောက်ပိုင်းမှာ Saudi Arabia နဲ့ဒီလို့ဟိုပါပေါ့နော်ဒီရေနံကိုဟိုပါနဲ့ပဲဝယ်ရမယ်ပေါ့ရှင် US ဒေါ်လာနဲ့ပဲရေနံအရောင်းဝယ်လောက်ရမယ်ဆိုတော့အဲ့ဒါနဲ့ပဲအဲ့ဒါကိုဘာလို့ခေါ်လဲဆိုကျွန်တော်တို့ကအင်္ဂလိပ်လိုတော့ petrol dollar လို့ခေါ်တာပေါ့ရှင် ပက်ထရိုဒေါ်လာအရင်တော့5ဒေါ်လာပေါ့နော်ဆိုလို့ရှိရင်အရင်တော့ရွှေနဲ့ဟိုဟာလှုပ်ထားတာပေါ့နော်ရွှေနဲ့တန်ဖိုးတင်ထားတာပေါ့နောက်ပိုင်းရွှေနဲ့တန်ဖိုးတန်ဖိုးတင်ထားတာကိုမထိန်းနိုင်တဲ့အချိန်မှာအဲသူ့ currency ကို73အောင်ပေါ့နော်ကမ္ဘာကုန်သွယ်ရေးမှာ73အောင်ရင်းနှံစွန့်အင်ပေါ့နော်စွန့်အင်မရှိလို့မရဘူးမဝယ်လို့မရတော့တဲ့အခါကျတော့အဲ့လို73တာပေါ့နော်အဲ့လို73တဲ့အချိန်မှာပက်ထရိုဒေါ်လာဆိုပြီးဖြစ်ခဲ့ပါတယ်ရှင့်ဖြစ်ပြီးဒီနေ့ထိ အဲ US ဒေါ်လာဟာ US ဒေါ်လာကမ္ဘာသုံးငွေကြေးဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်မဘာပြောချင်တာလဲဆိုရင်အဲပထဝီစီးပွားရေးပေါ့နော်ပထဝီစီးပွားရေးကိုပြောတာပါအဲဆိုလို့ရှိရင်ကျွန်မအခုဘယ်ဘက်ကိုလှည့်မှာလဲဆိုပထဝီနိုင်ငံရေးပေါ့ပထဝီနိုင်ငံရေးလို့ပြောလို့ရှိရင်ပထဝီနိုင်ငံရေးလို့ပြောလို့ရှိရင်နိုင်ငံရေးလို့ပြောလို့ရှိရင်နိုင်ငံရေးစနစ်တွေပေါ့နော်နိုင်ငံရေးစနစ်တွေကအခုထက်ကြီးပေါ့နော်အဲ့လိုဆော်ဒီအာရေဗျာလို့ ဟိုဘရင်အုပ်ချုပ်တဲ့နိုင်ငံရှိသေးတယ်။နောက်အခုဘရင်ကအသက်ကြီးသွားတော့အိမ်ရှိမင်းသားနိုင်ငံဥဆောင်နေတာပေါ့နော်။တော်တော်လေးလဲခေတ်ပညာဓာတ်တွေဖြစ်တယ်။အဲကျွန်မလဲဆော်ဒီတစ်ခေါက်ရောက်ဘူးပါတယ်ရှင်။ဒီဟိုပါပေါ့နော်။အဲဒီ tourism ပေါ့ World Tourism Day မှာအဲကျွန်မ2023ပေါ့နော် World Tourism Day ကိုအဲကျွန်မ Saudi Arabia မှာကျင်းပတာဖြစ်တဲ့အတွက်အဲ့မှာသွားပြီးတက်ခဲ့ပါတယ်။တက်ခဲ့တော့သူတို့ဆရာနံပါတ်1ချမ်းသာတယ်။အဲနံပါတ်2ကကြတော့ ဟိုဒီအမျိုးသမီးတွေကဒီဒီဟိုသူတို့ဟိုဝတ်စုံနေပဲဝတ်ထားကြပြီမဲ့လေတကယ်ကိုပါပေါ့အနောက်တိုင်းပညာတတ်တွေပေါ့ရှင်ဒီ western graduate တွေပေါ့အင်္ဂလန်တို့အမေရိကတို့မှာကျောင်းပြီးခဲ့ပြီးတော့မှသူတို့အရာရှိအမျိုးသားတွေရောအမျိုးသမီးတွေရောနော်စသဖြင့်ပေါ့အိမ်ရှိမင်းသားအိမ်ရှိမင်းသမီးတွေပေါ့စသဖြင့်ပေါ့နော်အဲသူတို့တွေကနေပြီးတော့တကယ်ပညာတတ်တွေဖြစ်ပြီးတကယ်ကိုအင်္ဂလိပ်အင်္ဂလိပ်စကားကိုဟိုဟာပေါ့ကောင်းကောင်းမွန်မွန်နေပြောပြီးတော့မှတကယ်တိုးတက်တဲ့နိုင်ငံချမ်းသာတဲ့နိုင်ငံဖြစ်ပါတယ်ရှင် အဲအဲ့ဒါဖြစ်ပါတယ်အဲဆိုတော့ကျမဘာပြောချင်တာလဲဆိုတော့နိုင်ငံရေးစနစ်အားဖြင့်တော့အဒီဒီဟိုဖြစ်တယ်ပေါ့နော်ဘယင်အုပ်ချုပ်တာပေါ့နော်ဘယင်အုပ်ချုပ်တဲ့စနစ်ဖြစ်တယ်အဲပြီးလို့ရှိရင်တော့စီးပွားရေးစနစ်ကတော့သူတို့ဈေးကွက်စီးပွားရေးစနစ်ပေါ့ရှင့်ဆိုတော့ရှင့်ကျမတို့ကျမတို့မြန်မာနိုင်ငံလိုမျိုးကြတော့အာဒီမိုကရေစီနဲ့လူ့အခွင့်အရေးလို့တအားပြောပြီးတော့မှဒီမိုကရေစီမဖော်ဆောင်လို့ လူအခွင့်အရေးချိုးဖောက်လို့ဆိုပြီးကျမတို့အရန်နှိပ်ကွက်နေပြီမဲ့အဲဆော်ဒီအာရေဗျလိုမျိုးကိုကဘာရဲ့ပေါ့နော်ကဘာကလက်ခံထားတဲ့လူအခွင့်အရေးစံချိန်နဲ့တိုင်းတာလိုက်လို့ရှိရင်ဆော်ဒီအာရေဗျနိုင်ငံတည်ဒါအမျိုးသမီးတွေရဲ့အခွင့်အရေးကတခြားနိုင်ငံရဲ့အမျိုးသမီးတွေအခွင့်အရေးထက်ကိုတော်တော်လေးနည်းနေပါတယ်အဲတော်တော်လေးနည်းနေပြီမဲ့သူတို့အဲ့ဒါကိုတခေါမှမပြောဘူးအမေရိကန်ဒါကိုတခေါမှမပြောဘဲနဲ့အဲသူအလိုရှိတာသူ့ရဲ့ဟိုသူ့ရဲ့ငွေပေါ့နော်သူ့ရဲ့ US ဒေါ်လာဒီကဘာသုံး ငွေကြေးအနေနဲ့ဆက်လက်တည်ရှိအောင်အဲ့လိုဆက်လက်တည်ရှိမှသာလျှင်နိုင်ငံတကာမှာရှိတဲ့နိုင်ငံခြားရန်ပုံငွေတွေပေါ့နော် နိုင်ငံတကာရန်ပုံငွေတွေပေါ့နိုင်ငံတကာနိုင်ငံခြားရန်ငွေတွေပေါ့နိုင်ငံတကာမှာရှိနိုင်ငံတကာကနေပြီးတော့မှထားထားရတဲ့အဲ့လိုနိုင်ငံနိုင်ငံခြားရန်ငွေတွေကို US ဒေါ်လာနဲ့ဆက်ထားအောင်ပေါ့နော်အဲ့ဒါလေးတွေဆောင်ရွက်ဖို့လို့အတွက်ကိုဒီ Saudi လိုမျိုးနိုင်ငံနဲ့အဲကျမတို့တက်အောင်ပေါင်းပြီးတော့မှဆောင်ရွက်တာဖြစ်ပါရဲ့ရှင့် ဒါပြိုင်နဲ့ထက်မှလည်းဒီဒီ Middle East မှာတော့ဒီနိုင်ငံရေးတွေပြင်းထန်တာပေါ့နော်နိုင်ငံတနိုင်ငံနဲ့တနိုင်ငံမတည့်တာတော့ဥမာအီရန်နဲ့ Saudi ဆိုမတည့်ဘူးလို့အစသဖြင့်အီရန်ကလည်းနိုင်ငံအကြီးဖြစ်တယ်ပြီးရေနံလည်းထွက်တယ်เนาะအီရတ်ဆိုလည်းနိုင်ငံနိုင်ငံမကြီးတကြီးဖြစ်တယ်အရင်နံလည်းထွက်တယ်ပေါ့နော်အစသဖြင့်ဒီလိုမျိုးလေးတွေနဲ့တ Middle East မှာတော်တော်လေးကိုအဲကျမတို့ဟိုဟာပေါ့ဒီဒီ petrol politics ပေါ့နော်ဒီရေနံထွက်တဲ့နိုင်ငံချင်းချင်းကိုမတည့်အောင်လှုပ်ထားပြီးလို့ရှိရင် အဲသူတို့ဒေတာတွေနိုင်ငံနေမတည့်ဘူးအဲဒါပေမဲ့အမေရိကန်ကတော့ဆော်ဒီနဲ့တည့်ပြီးတော့ဆော်ဒီကသူ့ရဲ့လက်နက်လက်နက်တွေကိုလည်းဆော်ဒီကိုရောင်းပေးတယ်နောက်သူသူ့ရဲ့ငွေကြေးကိုလည်းဆော်ဒီကနေသုံးပေးတယ်ပေါ့နော်စသဖြင့်ဒါမျိုးလေးတွေနဲ့ပေါ့နော်ဒီဒီနေ့ဒီအချိန်ထိကျွန်တော်တို့ဟာ US ဒေါ်လာဒီကဘာသုံးငွေကြေးဖြစ်နေတာဖြစ်ပါရှင့်အဲ့ဒါကြောင့်မို့ခုနကကျွန်မပြောတာကဘာသုံးငွေကြေးလို့ပြောရင်တဘာဝအလျောက်ဖြစ်တာဒီရွှေဖြစ်ပါတယ်နောက်လူကလှုပ်ထားတာဒီအမေရိကန်ဒေါ်လာဖြစ်ပါတယ် ဲသို့တော်လဲပေါ့နော်အမေရိကန်ဒေါ်လာအဖြစ်တော်လဲအမေရိကန်ဒေါ်လာကဘာသုံးမဖြစ်ခင်ဟိုးရှေးတော့ဘာတွေဖြစ်ခဲ့လဲပေါ့နော်အစင်းစားကြည့်လိုက်လို့ရှင်ဟိုးအရင် Dutch တွေပေါ့ရှင်နော် Dutch တွေကဘာကြီးကိုအုပ်စိုးခဲ့တော့ကဘာကြီးမှာကြီးစိုးခဲ့နိုင်တော့ဟာအာ Dutch ငွေကြီးကကဘာသုံးငွေကြီးဖြစ်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာအာဒီဒီ Great Britain ပေါ့နော်တကယ်ဟိုပေါ့နော်အင်္ဂလန်နိုင်ငံပေါ့နော်အင်္ဂလန်နိုင်ငံ Great Britain လိုမျိုးကနေပြီးတော့မှာ ကဘာရဲ့ပေါ့နော်နေမဝင် empire ဆိုပြီးတော့မှကိုလိုနီနိုင်ငံနေနဲ့နယ်ချဲ့ပြီးတော့မှကဘာကြီးကိုကြီးစိုးခဲ့တဲ့အချိန်တုန်းကလည်း Great Britain ပေါင်ပေါ့နော်အဲဒီကဘာပေါ့ဒီအင်္ဂလန်ရဲ့ပေါင်စတာလင်ငွေကကဘာသုံးဖြစ်ခဲ့တယ်အဲ့ဒီနောက်ပိုင်းမှာတော့ Britain Wood Accord နဲ့ American Dollar ကနော်အဲ့ဒီနောက်ပိုင်းမှာတော့ ်ဗရက်တန်ဟူအက်ကော့နဲ့အမေရိကန်ဒေါ်လာနေပြီးတော့မှကဘာသုံးငွေကြေးဖြစ်လာတယ်ပေါ့နော်ဖြစ်လာပြီးလို့ရှိရင်သူဖြစ်အောင်လုပ်တဲ့ပုံစံကတော့ခုနစစ်တိုက်ပြီးလုပ်တာမဟုတ်ဘူးရွှေနဲ့ငွေတန်ဖိုးချိတ်တယ်နောက်တော့ဒေါ်လာနဲ့ဒီဒီဒီရေနံတန်ဖိုးချိတ်ပြီးတော့မှဒီနေ့အထိဖြစ်နေတာပေါ့နော်အဲအဲ့ဒါလေးပါရှင့်အဲ့ဒါလေးဖြစ်ပါတယ်